ိသက်တွေအားလုံးအတွက်ခေတ္တပြုမိအစီအစဉ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ခေတ္တပြုမိအစီအစဉ်မှာသင်းရဲ့ထထရဲ့စုမုံတော့ကနေပြီးတော့ဒီနေ့မှာထူးခြားတဲ့သတင်းကြောင်းရာတွေအလှပရာတွေနဲ့တူတူတခြားဘုဟုသုတတွေပြောပြပြီးတော့တင်ဆက်ပေးသွားမှာပါ အခုထပ်ထပ်ပြပြမယ့်သတင်းအကြောင်းအရာကြတော့ Hot Updates Channel ထဲမှာပေါ့နော်ဖော်ပြထားတဲ့စိတ်ပညာသတင်းအကြောင်းအရာလေးတခုပြပြခြင်းနဲ့မိခင်နှုတ်ချိုဒါကလေးငယ်လေးတွေကိုတိုက်ကြွေးပေးဖို့ပေါ့နော်မိခင်နှုတ်ချိုကကြတော့ကလေးငယ်လေးတွေ6ခါသားအရွယ်လောက်ထိကိုတိုက်ကြွေးပေးဖို့အတွက်ဆိုပြီးတော့ဒါကျမ်းမာရေးအသိပညာဗဟုသုတတွေလည်းဖြန့်ဝေထားပါတယ်ဒီလိုတိုက်ကြွေးပေးခြင်းအဖြစ်ဆိုလို့ရှိရင်ကလေးငယ်လေးတွေရဲ့ကျန်းမာရေးကိုယ်ခံစနစ်တွေလည်းကောင်းမွန်နေဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့တွေလည်းဖြစ်စေရပေါ့နော်ဒီခါမှာဆိုလို့ရှိရင်ဒါတစ်ကမ္ဘာလုံးအနေနဲ့ဆိုလို့ရှိရင်အသက်6လောက်အောက်ကလေးငယ်တွေပေါ့ ါ့နော်ဒါမိခင်တို့ချို့တိုက်ကြွေးတဲ့အခါမှာဒါစစ်တမ်းကောက်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ခလင်းငယ်၃ယောက်နှုံးမှာဆိုလို့ရှိရင်တဲ့မိခင်တို့ချို့ပေါ့နော်၆လအထိတိုက်ကြွေးရဆိုတဲ့ယောက်နှုံးလောက်ပဲရှိသေးတယ်တဲ့ဒီတော့ပေါ့နော်မိခင်တို့တိုက်ကြွေးခြင်းနဲ့ပတ်သက်ပြီးတော့လဲတိုက်တွန်းချက်တွေအားလုံးကိုဒီ look sense channel ကနေပြီးတော့ဒါထုတ်ပြန်ထားတဲ့သတင်းအကြောင်းအရာတွေမှာလဲဒါပြောပြထားတယ်ပေါ့နော်အခုလိုမျိုး၃ယောက်နှုံးမှာတယောက်တိုက်ကြွေးရနဲ့ပတ်သက်ပြီးတော့ဒီတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ဆိုလို့ရှိရင်တကမ္ဘာလုံးအတိုင်းအတာအနေနဲ့မိခင်တို့တစ်မျိုးတည်းကိုတိုက်ကြွေးတဲ့အလေးအထားကိုပေါ့နော်တကမ္ဘာလုံးတိုးမြင့်ပြီးတော့ ော့အားပေးကျင့်သုံးသွားဖို့အတွက်ဆိုပြီးတော့လေဒါပြောကြားထားပါတယ်တဲ့ဒါနှစ်စင်ပေါ့နော်ဒါကလေးအသေးအပြောင်းနှုံးအနေနဲ့ဆိုလို့ရှင်လေအသက်ပေါင်း၈သိန်းလောက်၈သိန်းကျော်လောက်ပေါ့နော်ဒါသေဆုံးနေတာဆိုတော့မိခင်တို့တမျိုးတည်းကိုဒါတိုက်ကျွေးမယ်ဆိုလို့ရှင်တော့နှစ်စင်ဒီလိုမျိုးကလေးငယ်သေဆုံးနှုံး၈သိန်းကျော်ပါဆိုရင်လျော့ပါသွားမယ်တဲ့ပြီးတော့ပေါ့နော်ဝင်ငွေနှဲပါတဲ့နိုင်ငံနေနဲ့ပြီးတော့ဝင်ငွေအသင့်တင်မဲ့ရှိတဲ့နိုင်ငံတွေအနေနဲ့ဆိုလို့ရှင်ဒါမိခင်တို့တမျိုးတည်းကိုဒါတိုက်ကျွေးပြီးတဲ့အခါမှာဆိုလို့ရှင်ကလေးငယ်တွေပြီးတော့ဘယ်လိုပြောမလဲကာလာဝမ်းယောဂါဖြစ်ပြီးတော့သေဆုံးမှုနှုံးကိုကြတော့ ့တဝက်ခန့်အောင်ရှော့ချပေးနိုင်မယ်ပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂပေါ့နော်ဖြစ်ပြမှုနှုံးကိုကြတော့သုံးပုံပုံတစ်ပုံခန့်လောက်ကိုရှော့ချပေးနိုင်မှာတဲ့ဒါကြောင့်မို့လို့ဒါအခုလက်ရှိနှုံးထက်ကိုပုံမိုးပြီးတော့ကလေးငယ်တွေကိုမိခင်တို့တိုက်ရွေးဖို့အတွက်ကိုပေါ့နော်တိုးမြင့်အားပေးဖို့အတွက်ကိုကျင့်သုံးမှုအတွက်ကိုဒါပြောကြားထားတာပေါ့ပြီးတဲ့အခါမှာဆိုလို့ရှိရင်မိခင်တို့တမျိုးတွေကိုတိုက်ကျူးတဲ့အခါမှာဆိုကလေးငယ်တွေစာပေတင်ကြတဲ့အခါမှာနောက်ပိုင်းကျရင်သူတို့ရဲ့အနာဂတ်မှာဆိုလို့ရှိရင်လည်းညာရင်မြင့်မားမှုတွေတွေ့ကြုံရမယ်ပြီးတော့တိုးတက်ခွင့်မျိုးမှုအနေနဲ့ဆိုလို့ရှိရင်လည်းနောက်တစ်ချိန်သူတို့လူကြီးဖြစ်လာတဲ့အခါမှာအဝလွန်ခြင်းမရှိ တော့ဘူးစီးချိုသွေးချိုဖြစ်ပွားမှုနှုံးလည်းမရှိတော့ဘူးတဲ့ဒါကြောင့်မလို့မိခင်နေအနေနဲ့ကိုယ့်ရဲ့ဒါသားသမီးရဲ့ရှေ့ရီကိုတွေးပြီးတော့အသက်6လအထိကိုမိခင်တို့ကိုပြေပြေဝဝတိုက်ကျွေးပါလို့ဒီနေရာနေပြီးပြောကြချင်ပါတယ်ဟုတ်တယ်နော်ကဲဒါဆိုရင်ဒီခါမှကျတော့ဆုမအထူးထူးခြားခြားလေးပြောဦးမယ်အဲ့တော့လေဟိုမြောက်ကလေးတွေရာဆိုရင်ပြောမယ်ဆိုတချို့ကြတယ်အရန်လူလူမျိုးလိုက်လို့ရတယ်ဆိုအရန်ချစ်ဖို့ကောင်းတယ်ပေါ့နော်အဲ့ဒီထဲမှာမှဒီခါပြောမယ့်မြောက်လေးကပို့ပြီးတော့ချစ်ဖို့ကောင်းတယ်ဘာလို့လဲဆိုတော့ကဘာပေါ်မှာအသေးဆုံးမြောက်တဲ့။အော်။တသေးလေး။အဲ့တော့ဒီမြောက်လေးကဆိုလို့ရှိရင်ဒီသ တင်းကကြတော့ဒူဝုံမျိုးဆက်တတို့ရဲ့မီဒီယာ page ကနေပြီးတော့ရယူထားတာပေါ့နော်အမှဓာတ်ပုံလည်းတော့ဖော်ပြထားတာမြောင်လေးကလည်းအရန်ချစ်ဖို့ကောင်းတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်အဓိကကတော့မကြခင်မှာကြာရောက်တော့မဲ့မြောင်နှစ်ကိုကြိုဆိုတဲ့အနေနဲ့ကဘာတော်ဝန်ကတရုတ်လူမျိုးတွေနဲ့သက်ဆိုင်တဲ့နေရာတွေမှာမြောင်နဲ့သက်ဆိုင်တဲ့နေရာလေးတွေကိုပြင်ဆင်ပြသထားကြရပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲ့ဒီပြင်ဆင်မှုတွေထဲမှာမှဟောင်ကောင်ရဲ့ဒီမြောင်နှစ်ကိုကြိုဆိုတဲ့ပုံတွေကတော့ထူးခြားနေပါတယ်တဲ့အဲ့တော့ဒီမှာဆိုရင်ဟိုသူပြောထားတဲ့ပုံကဘာလဲဆိုတော့ February 2ရက်နေ့တော့ငါဆိုရင်ねအဲ pick မီမာမိုဆက်လို့ခေါ်တဲ့အိမ်မြောက်သေးသေးလေးပေါ့နော်အဲ့ဒီမြောက်သေးသေးလေးကိုဆိုလို့ရှိရင်သူကအကဘာအသေးဆုံးမြောက်ကလေးကိုပြသလိုက်တာအဲ့တော့အဲ့ဒီမြောက်မျိုးတွေဟာဆိုလို့ရှိရင်ねဘရာဇီးလ်အနောက်ဖက်ကိုလံဘီယာတောင်ပိုင်းအီကွေဒေါအရှေ့ပိုင်းနဲ့ပေရူးနိုင်ငံရဲ့တောတောင်ထူထပ်တဲ့ဒေသတွေမှာတွေ့ရလေးရှိတဲ့ကဘာအသေးဆုံးမြောက်မျိုးနယ်ဝင်နေတဲ့အဲ့တော့သူဘလောက်ထိအဲ့မြောက်ကလေးကသေးပြီးတော့ချစ်ဖို့ကောင်းလဲဆိုရင်သူကမွေးခါစမှာဆိုရင်သူက3စင်တီမီတာပဲရှိတာတဲ့တော်တော်သေးတယ်စင်တီမီတာပဲ သေးသေးလေးသေးသေးလေးအဲ့လောက်30 mm ပဲရှိတယ်။အရွယ်ရောက်တဲ့ခါမှာသူကအလျားက14 cm ကနေပြီးတော့16 cm အထိရှိနေပါတယ်တဲ့။အဲဟောင်ကောင်းမှာပြသထားတဲ့မြောက်ကလေးပေါ့နော်။အဲ့မြောက်ကလေးကဘယ်လောက်ထိသေးလဲဆိုလို့ရှိရင်တကယ်အသေးတစ်ခါအသေးဆုံးနဲ့သူ့ရဲ့သေးငယ်တဲ့ခန္ဓာကိုယ်အလေးချိန်ဦးတဲ့ဟိုသူ့ရဲ့ခန္ဓာကိုယ်ရဲ့ weight က weight ကပေါ့နော်။သွားလိုက်တန်ရဲ့ weight နဲ့နှိုင်းရှင်တာမှဘာမှမကွာဘူး။အဲ့တော့ဟုတ်တယ်ပြီးတော့သွားလိုက်တန်လေးနဲ့ကနှိုင်းရှင်ပြထားတယ်။သူ့ရဲ့ခေါင်းလေးရဲ့သွားလိုက်ဆန်သွားလိုက်တန်ခေါင်းလေးနဲ့အတူတူပဲပြောရမယ်ဆိုဟိုလောက်ပဲ hamster က ော့တောင်မရှိတဲ့ရှိတဲ့ပေါ့နော်တွေ့ရလေးကတဲမှာတော့တင်လို့ရတယ်အဟုတ်တယ်ဒီမှာကြည့်ရောဟဲ့တူတူလေးတော့မွားစာလေးပဲရှိရယ်ဟုတ်တယ်တအားချစ်ဖို့ကောင်းတယ်ပူပူလေးနဲ့မျက်လုံးလေးကပြူးပြူးလေးနဲ့ပေါ့နော်ဒါကမ္ဘာအသေးဆုံးမြောက်တယ်ထူးထူးခြားခြားပဲဟုတ်ပါနော် ဒီတစ်ခါဆိုပြောမယ့်အကြောင်းအရာကြတော့မြန်မာနိုင်ငံပြည်တွင်းသတင်းပေါ့နော်အဲ့ဒါဗာလဲဆိုတော့ပြည်မြန်မာဂျာနယ်မှာဖော်ပြထားတဲ့အကြောင်းအရာတို့မြန်မာနိုင်ငံမှာဆိုရင်မိုးရိုးရင်းအင်းဆိုတာရှိတယ်ပေါ့နော်ဒီတော့တို့ဒီမိုးရိုးရင်းအင်းကိုဆိုရင်တကယ်ကိုဂုံယူစရာကြတော့2005ခုနှစ်မှာဆိုရင်တော့မြန်မာနိုင်ငံမှာရှိတဲ့ကမ္ဘာအကြီးဆုံးရေတိမ်ဒေသအဖြစ်ကိုသတ်မှတ်ချင်ခံထားရတယ်ပေါ့နော်ဒီတော့ဒီမိုးရိုးရင်းအင်းကိုဆိုရင်အဓိကကဒီမှာဟို foreigner တွေပေါ့ဟိုဒီတဘာဝနဲ့ပတ်သက်ပြီးတော့ငှက်မျိုးစိတ်တွေဒါတွေပေါ့လေးလာခြင်းတဲ့သူတွေအနေနဲ့ဆိုရင်ねလာရောက်ပြီးတော့ဒါနိုင်ငံခြားသားခေးသွားလာရောက်ပြီးလေး လာမျိုးများတယ်ပေါ့နော်အဲအခုထပ်ပြောဝမ်းသာစရာတစ်ခုကပြည်တွင်းကလူတွေကလည်းအခုတော်တော်လေးလေးစိတ်ဝင်စားပြီးအလားရလေးလာမှုတွေများနေတယ်ဆိုတဲ့အကြောင်းပေါ့နော်တို့ကျင်နေကြားဖို့ဟုတ်ကြားဖို့လေနော်တို့ဒါပြည်တွင်းကတယံစာတာတွေပြည်တွင်းမှာပေါ့နော် အခုလိုသဘောအတိုင်းဖြစ်ထွန်းတဲ့အရာတွေကိုနိုင်ငံသားခီးသွားတွေကပို့ပြီးတော့တမိုးထားရမျိုးတွေပဲဖြစ်နေကြတယ်ဒီတော့အခုပြည်တွင်းကသူတွေပါလာရလဲပတ်တယ်ဆိုတော့တကယ်လည်းဝမ်းသာစရာပေါ့နော်အဲ့ဒါဒီမိုးရွှေအင်းကပမာရှိလဲဆိုတော့ရန်ကုန်မြို့နယ်69တသမ2မိုင်ကွာဝေးတဲ့မိုးရွှေအင်းမှာတဲ့သူက ပဲခိုးခရိုင်ပေါ့နော်ဖះကြီးရဲ့နောက်ပြီးတော့ဝေါ်မြို့နယ်အတွင်းမှာဆိုရင် area student mile 40ကျေဝန်းနဲ့ နောက်ပြီးတော့1888ခုနှစ်ကဆိုရင်ဘကိုးစစ်တောင်းပေါ့နော်တူးမြောင်းအတွင်းမှာဆိုရင်ねဒါနွေရာသီဖောင်နေရေမျောဖို့အတွက်ကိုမိုးယွင်းရင်ရေလောင်တမန်အဖြစ် ပြုလုပ်တည်ဆောက်ခဲ့ရာနေပြီးတော့အခုဒါမိုးယွင်းအင်းဖြစ်ခဲ့တယ်ပေါ့နော်အဲ့မိုးယွင်းအင်းကိုဆိုရင်ねနိုင်ငံတကာရေတိမ်ဒေသထိမ့်သိမ်းရေးအဖွဲ့ Ramsar Convention ကနေပြီးတော့မြန်မာနိုင်ငံမှာတကယ်ကိုအရေးတကြီးနဲ့ထိမ့်သိမ်းရမယ့်နေရာတစ်ခုဖြစ်သတ်မှတ်ချင်ခံထားတဲ့နေရာတစ်ခုပေါ့နော်ဒီတော့အဲ့မှာဆိုရင်တဘာဝနဲ့ပတ်သက်ပြီးတော့ နာလေးလာလေးလာခြင်းတဲ့သူတွေစိတ်ဝင်စားတဲ့သူတွေလာရောက်ကြတဲ့အထင်းမှာမှအခု2015ခုနှစ်မှာတော့နိုင်ငံခြားသားခီးသွားတွေကတော့ယော့နေသွားတယ်တဲ့ယော့နေရဆိုတာလည်းတို့ဒီမှာဆိုရင်ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေပေါ့နော်ရှိတဲ့အတွက်ကြောင့်ယော့နေသွားတာမျိုးရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်ပြည်တွင်းရောပြည်ပါပေါ့နော်လာရောက်လေးလာသူတွေသူတွေကတော့ပေါ့နော်ဒီမိုးရွှင်းအင်းမှာဆိုရင်အခုဆိုရင်တော့တော်တော်လေးလည်းတိုးတက်နေပါပြီတဲ့အဲ့ဒီမိုးရွှင်းအင်းမှာဆိုရင်ဒါတော်ရန်တိရစ္ဆာန်ပေးမဲ့တော့ပေါ့နော်လာရောက်လေးလာတဲ့သူတွေအနေနဲ့ဆိုရင်တော့တဲ့အခုဆောင်းနှင်းကာလာမှာဆိုရင်ရုရှားနောက်ပြီးတော့ဆိုင်ဘေးရီးယားဒီ ီနိုင်ငံတွေကနေပြီးတော့စောင်းခုံငှက်တွေနောက်ရေပြောငှက်တွေလာရောက်ကြတယ်တဲ့အဲ့ဒီပြင်ဟိုဒါရွှေပြောင်းချက်စားနေတဲ့ငှက်မျိုးစိတ်35မျိုးရဲ့ငါးမျိုးစိတ်30ရဲ့နောက်ပြီးတော့ဒီရေနေကုန်းနေတဲ့တွားတွားတော်ဝါပေါ့နော်အင်းဆက်တော်ဝါတွေရဲ့သဘာဝနေနေထိုင်မှုပုံစံတွေဒါတွေအလုံးလည်းလာရောက်လေ့လာလို့ရပါတယ်တဲ့ဘာပဲပြောတူမြန်မာနိုင်ငံမှာဒီလိုမျိုးနေရာတစ်ခုရှိတဲ့အတွက်ကြောင့်ဒါပေါ့လေ့လာစရာနောက်ပြီးအပန်းဖြေစရာနေရာလေးတစ်ခုဖြစ်လာပြီးဒီတော့ဒီမိုးရိုးအင်းမှာဆိုရင်အခုနောက်ပိုင်းမှာအပန်းဖြေအနားယူတဲ့သူတွေအတွက်ဆိုပြီးတော့တဲ့ family ရွန်းတဲခိုကန်နေရှိမယ်။နောက်လှေပုံစံရေပေါ်အိမ်ပုတ်ဟောက်စ်တွေရှိတယ်တဲ့။နောက်ပြီးတော့စားတောက်ဆိုင်နေနားနေကန်နေနောက်ရေတိမ်ဒေသဆိုင်ရာပညာပေးပြကန်နေလည်းအများကြီးထားရှိထားတယ်တဲ့။ပုတ်ဟောက်စ်တွေလည်းရှိတယ်။ဟုတ်တယ်။တော့ဒီတို့တွေလေ့လာစရာနေရာလဲပတ်စရာနေရာနောက်တစ်ခုတိုးလာပြီဆိုတော့အချိန်လေးရမယ်ဆိုရင်မိသားစုလိုက်တငယ်ချင်းလိုက်ပေါ့နော်။အတန်းဖြည့်ဖို့နေရာရတာပေါ့နော်။ဟုတ်တယ်နော်။ကဲဆက်ကြည့်ကြရအောင်နော်ပရိသတ်တွေတဲ့ထမံပြတင်ဆက်ပေးကြတဲ့တင်ချောင်းရရရှိပါသေးတယ်အခုတော့ခေတ်သစ်ပြုံးမြေအစီအစဉ်ဒီမှာခဏလေးနားအောင်မယ်နော်